မင်္ဂလာပါဗျာအားလုံးလည်းသိတဲ့အတိုင်းပဲပေါ့နော်မကြာသေးခင်ကဖြစ်သွားခဲ့တဲ့ငလျင်မှာဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံကနေရာဒေသတချို့မှာငလျင်တံကိုကျွန်တော်အကြီးအကျယ်ခံစားခဲ့ရပါတယ်အဲ့တော့ဒီနေ့ပွဲလေးကတော့ဒီပေါ့နော်ငလျင်တံခံစားခဲ့ရတဲ့ဒေသတွေမှာပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေမှာဆိုလို့ရှိရင်တစ်ဖက်တစ်လမ်းကကုညီနိုင်မှုအတွက်ကို MG မြန်မာနဲ့ Lead မြန်မာတို့ကပူးပေါင်းပြီးတော့ CSR ပွဲလေးပြုလုပ်နေရပဲဖြစ်ပါတယ် ာနဲ့တောက်တဲ့နေရာကြီးမျိုးအင်အားတွေကျဆင်းလာဖြစ်ပါတယ်ဒီပွဲလေးမှာဆိုလို့ရှိရင်တော့ MG မြန်မာက MG4 တစည်းကိုကြံငယ်စေ 968သိန်းလီမော်တာမြန်မာကလီမော်တာတစ်စီးကိုကြံငင်းစေ988သိန်းအပြင်ကိုပေါ့နော်အလိုက်3မိငွေညာအားလုံးကိုလည်းထူထမ်းပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီပေါ့နော် EV ကိုစိတ်ဝင်စားတဲ့လူတွေလီမော်တာတို့ MG တို့ကိုစိတ်ဝင်စားတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော်လက်ရှိဒီကားရဲ့ဈေးနှုန်းကိုလည်းအဲသိပြီသားဖြစ်မှာပေါ့နော်အဲ့တော့ဒီပွဲလေးမှာဝယ်ယူမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကားလေးကအမတ်တရအများကြီးဖြစ်တဲ့ကားလေးဖြစ်သွားမှာပေါ့နော်ဘာဖြစ်လို့ဆိုကိုကားကပေါ့နော်ကိုဒီကားလေးကိုဝယ်လိုက်တယ်ဝယ်လိုက်လို့ရတဲ့ပတ်စံတွေအကုန်လုံးကကျွန်တော်ငလျင်ဘေးတဲ့ပြည်သူ များကိုပေါ့နော်တစ်ဖက်တစ်လမ်းကနေပြီးတော့ကိုယ့်ရဲ့ပတ်စံနေအားလုံးကကုညီပေးသွားမယ်ဆိုတော့အမတ်တရားလေးကကျွန်တော်ဒီကားနဲ့အတူတူကြံခဲ့မှာပဲဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်ကိုကလှူခြင်းလဲဒါမဲ့ဘမလှူအောင်မသိဘူး ဆိုရှယ်မီဒီယာပေါ်ကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းအလင်းညာ page တွေကိုလိန်နေတဲ့လူတွေကအများကြီးဖြစ်နေတာဖြစ်တဲ့အတွက်ဗမာလူကမှမသိဘူးဆိုလို့ရှိရင်တော့ဒီလိုပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ဒီ Lee Motor မြန်မာနဲ့ MP မြန်မာတို့ပူးပေါင်းတဲ့ပွဲလေးမှာလာရောက်လူဒဏ်လို့ရရပေါ့နော်။ဘာလို့ဆို MP မြန်မာတို့ Lee Motor မြန်မာတို့ဆိုတာကအရှိတစ်ခေါက်ရေပင်တော့ဝါဆိုလို့ရှိရင်လည်းသူတို့ကဒီဘလိုအပ်တဲ့နေရာတွေကိုသွားပြီးတော့ on ground တွေသွားရောက်ပြီးတော့ လှူဒန်းပေးခဲ့တာဆိုလို့ရှိရင်လည်းအားလုံးပဲအသိဖြစ်ပါတယ်အဲ့တော့တကယ်လို့ဗမာလူကမှမသိဘူးကိုကလှူတဲ့လူချင်းနဲ့ဗမာလူကမှမသိဘူးဆိုလို့ရှိရင်တော့ဒီပွဲလေးမှာလာရောက်ပြီးတော့လည်းလှူဒန်းနိုင်မှာပဲဖြစ်ပါတယ်တကယ်လှူဒန်းချင်တဲ့လူတွေအနေနဲ့ကိုလှူဒန်းချင်တဲ့ပမာဏကိုဒီပွဲလေးမှာလာရောက်ပြီးတော့လှူဒန်းနိုင်တယ်အဲဒါအပြင်ကိုပေါ့နော် on ground မှာလိုအပ်တဲ့ပစ္စည်းတွေကိုလှူချင်တယ်ဆိုလို့ရှိရင်လည်းဒီပွဲလေးမှာလာရောက်ပြီးတော့လှူဒန်းနိုင်မှာပဲဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်လည်းအခုဒီမှာပေါ့နော်သူကဗာပြထားလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော် MP မြန်မာနဲ့ Lee Motor မြန်မာကမတီးပြီးတော့လှူဒန်းငွေကကျက်သိန်း250လှူဒန်းထားတယ် အခုလက်ရှိပွဲပြုလုပ်နေတဲ့အချိန်ကနေစပြီးတော့ပေါ့နော်ဒီလူလူတဲ့လူတွေအကုန်လုံးကလူတန်းထားပမာဏဘလောက်ရှိသွားလဲဆိုတော့ကျွန်တော်53သိန်းကျော်ရှိသွားရပေါ့နော်အဲ့တော့ကျွန်တော်ဒီအပေါ်ကဆိုလို့ရှိရင်ငါကြတော့ကျွန်တော်ဒီ MP မြန်မာနဲ့ Lee Motor မြန်မာမတည်ထားတဲ့ပမာဏရယ်ပြီးလို့ရှိရင်ကျွန်တော်ဒီပေါ့နော်ဒီ public ကလူတန်းတဲ့လူတွေရဲ့ပမာဏရယ်ပေါင်းပြီးတော့ကျွန်တော်ဘလောက်ရှိသွားလဲဆိုတော့သိန်း190ကျော်သွားပြီပေါ့နော်အဲ့ပမာဏလေးကကျွန်တော်လက်ရှိမှာလူတန်းထားတဲ့ပမာဏလေးဒီအောက်မှာဘာရှိမလဲဆိုတော့ကျွန်တော်ဒီဘက်ဘေးကကြတော့ကျွန်တော် Lee Motor မြန်မာပေါ့နော် Lee Motor မြန်မာရဲ့ကြမ်းကင်းစရာ ဘလောက်လဲဆိုတော့ तू က988သိန်းရှိတယ်ဒီအလူရှင်ကအလိုက်ပေးပြီးလှူရန်လိုက်တဲ့ပမာဏက22သိန်းဖြစ်တော့ဖြစ်တဲ့အတွက်လီမော်တာအတွက်က သိန်း630တိရှိသွားတယ်ပေါ့နော်ကျွန်တော်အဲဒီဘက်ဘင်းမှာမြင်နေရတာတော့ကျွန်တော် MG မြန်မာပေါ့နော် MG4 ရဲ့ဒီပေါ့နော်စပြီးတော့ကြမ်းကင်းစေးကဘယ်လောက်ရှိလဲဆိုတော့868သိန်းရှိတယ်အဲ့ဒါကိုကျွန်တော်ဒီပေါ့အလိုက်ပေးလှူဒန်းတဲ့လူကဘယ်လောက်ရှိသွားတယ်လဲဆိုတော့10သိန်းရှိသွားတာဖြစ်တဲ့အတွက် MG4 အနေနဲ့868သိန်းလှူဒန်းတဲ့ငွေရှိသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပေါ့နော် MG4 နဲ့ဒီ Lee Motor အနေမှာလှူဒန်းတဲ့ပမာဏက3300ကျော်သွားတယ်ပေါ့နော်အဲဒီပွဲလေးကတော့ကျွန်တော် April 4ရက်နေ့နဲ့5ရက်2ရက်ပြုလုပ်သွားမှာဖြစ်တယ်ပေါ့နော်မနေ့ပြန်ညနေ9:00နောက်ဆုံးထားပြီးတော့ ော MG4 ပေါ့ Lean Motor T03 ရောနှစ်စီးလုံးကိုကျွန်တော်အလိုက်ပေးပြီးတော့လှူဒန်းလို့ရရပေါ့နော်ဒီမှာပြထားရဲ့ပမာဏအားလုံးကိုကျွန်တော်ငလင်ပေးသင့်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေမှကူညီပေးသွားမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်အလူရှင်တွေလှူဒန်းနေတဲ့ပမာဏကိုလည်းကျွန်တော်အချိန်နဲ့တပြေးညီဒီမှာပြသပေးနေရပဲဖြစ်ပါတယ်ကျွန်တော်ခုနရဲ့တုန်းကပမာဏအခုအခုဆိုလို့ရှိရင်လည်းကျွန်တော်အမောက်တိုးသွားပြီပေါ့နော်ဒါကဘာလဲဆိုတော့လက်ရှိဒီပွဲလေးမှာလာလှူနေတဲ့ပမာဏကိုကျွန်တော်အချိန်နဲ့တပြေးညီ update လုပ်ပေးနေရပဲဖြစ်ပါတယ် ကျွန်တော်တို့ just right အနေနဲ့ဆိုလို့ရှိရင်လက်ရှိရိုက်ကူးရေးဆေးအားလုံးကိုလှူဒန်းသွားမှာဖြစ်တဲ့အပြင်ကိုနောက်ထပ်ကျွန်တော်တို့တက်နိုင်တဲ့ပမာဏကိုလည်းလှူဒန်းသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လှူဒန်းချင်တဲ့လူတွေအနေနဲ့ April 4ရက်နေ့နဲ့9ရက်နေ့မှာမြန်မာပလာဇာရဲ့ promotion area မှာလာရောက်လှူရမ်းနိုင်ဖို့အတွက်ကိုလည်းကျွန်တော်ဖိတ်ခေါ်လိုက်ရပါတယ်ကြာ။ကျွန်တော်နောက်မှပြန်တွေ့ကြပါဗော။ကျွန်တော် just right ကထစ်ချုံပါ။